ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဟော်ရပိုင်းရေးချန်နယ်နေ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကဩဂလ6ရက်နေ့အလုပ်ပြီးလို့အိမ်ကိုပြန်လာတော့ပိတ်ရမှာအေးစေးအေးဖို့စဉ်းစားထားတယ်ရောက်ပြီးမကြဘူးရေရှိုးကောင်းစွာအမြန်လှုပ်လိုက်တယ်ပြီးတော့အိမ်ရတဲ့ကိုတောင်းဝင်လိုက်တယ်အချိန်ကတော့ည9နာရီလောက်ပဲရှိအောင်မယ်အကြောင်းပြချက်မရှိပဲကျွန်တော်မျက်လုံးတွေက9နာရီလောက်မှရုပ်ရည်ကြီးပွင့်လာတယ်ပုံမှန်ဆို ပိတ်ရက်ကိုအေးအေးမတ်တက်သူဆိုတော့ဒီလိုအစွန်းလုံးလာတာကိုစဉ်းစားမိတယ်။ဘသူမှလည်းနှုတ်မဲ့လို့မရှိသလိုဗလန်းလည်းပေးမထားမိပါဘူး။ဒါရီရထားပါ။နိုးတော့လေးရေတခါလေးတောက်လိုက်မယ်ဆိုပြီးမိဖို့ကြောင်တဲ့ကိုသွားတယ်။ရေတောက်တယ်ပြီးတော့အိယာစီကိုပြန်ပြီးပြန်အိတ်ဖို့လုပ်တယ်။ထူးထူးဆန်းဆန်းကျွန်တော်ရဲ့နောက်ကျောကိုလူစုံတစ်ယောက်ကလာပုတ်တယ်လို့ခံစားရတယ်။မဖြစ်နိုင်ပါဘူး။နိုင်ရန်ကိုကဲ့အိတ်တာမဟုတ်တော့ဘာနဲ့မှထိကြမရှိပါဘူးဆိုပြီး မျက်လုံးကိုပြန်ပိတ်ပြီးအိတ်ဖို့လုပ်တယ်။ဒါပေမဲ့နောက်တစ်ခါနောက်ကျောကိုလာပွက်တယ်။ဒီတစ်ခါကတော့စိတ်ချင်တာမဟုတ်တော့ဘူး။ကျွန်တော်ကျောကိုပုတ်ယုံနေမှမဟုတ်ဘူး။လက်သေးလိုရာမျိုးနဲ့မှလာထိနေတယ်လို့ထင်မိတယ်။ကျွန်တော်လည်းကြောက်စိတ်ကိုမထိနိုင်တော့ပဲ။အနောက်ကိုလှည့်ကြည့်လိုက်ရှင်။လူတစ်ယောက်ကျွန်တော်ဘီမှာလဲနေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်တကူလုံးရွှေးတွေစပြန်လာတယ်။သူ့ပုံစံကြီးကတကူလုံးမိလောက်ထားတဲ့လူတယောက်လိုပဲ။ သပင်တစ်ခုပဲလူပုံစံနဲ့တူတယ်။မျက်လုံးလေးနှာခေါင်းလေးကသူ့နေရာသူမရှိဘူး။ကျွန်တော်လည်းကြောက်ပြီး online တော့ဒါဟာအိမ်မက်တစ်ခုသာဖြစ်နေခဲ့တယ်။ရွှေတွေကအရန်ကိုပြန်နေတော့မိဖို့ကြောင့်လေနောက်တစ်ခါသွားပြီးရေတောက်ရပြန်တယ်။ကျွန်တော်စဉ်းစားနေတာကျွန်တော်အိမ်မက်ဆိုကဘာလို့ကူးရမှလာမနေရတာလဲ။ကျွန်တော်လည်းထွေးထွေးတူးတူးစဉ်းစားနေတော့ပဲပြန်အိပ်ဖို့ပဲလှုပ်လိုက်တယ်။ဟုတ်တခါလဲသောနာအိမ်မက်လိုပဲ နောက်ကျောကနေရွှန်ထားတဲ့အရာနဲ့ထိုးနေတယ်လို့ခံစားရတယ်။မဟုတ်ဘူး။အခုတစ်ခေါက်ကပူချမ်းတယ်လို့ပြောရမယ်။ကျွန်တော်လည်းလူရရချင်းအိမ်မဆိုးဆိုတော့ပထမတစ်ခေါက်လို့တော့ကြောက်မနေတော့ဘူး။ဘာကြောင့်မဲမင်းထပ်ပြစ်နေရတာလဲ။ဘာလို့ကျင်လို့လဲလို့မေးလိုက်တယ်။သူကဘာစကားမှပြန်မပြောပဲလက်ဟန်နဲ့သူ့နောက်ကိုလက်ခံခဲ့တယ်။ကျွန်တော်လည်းအိမ်မထက်ဆိုတော့ဖြစ်ရှင်အဖြစ်အိပ်ရရင်ပြီးရောဆိုပြီးမင်းနောက်ကိုလိုက်လိုက်ရင်မင်းငါကိုနောက်ထပ်မနောက်ရှက်နဲ့တော့လို့ပြောလိုက်တယ်။ ကျွန်တော်သူ့နောက်ကိုလိုက်သွားလိုက်တယ်။သူကမိဖို့ကြောင့်လည်းကရေခဲတရာကိုလက်ညှိုးထိုးပြတယ်။ပြီးတော့ကျွန်တော်ကိုရေတခုလက်ညှိုးထိုးပြတယ်။ပထမဆုံးစကားစပြောတယ်။မင်းရေငတ်နေတာငါသိတယ်။ဒါကိုတောက်လိုက်တဲ့။ကျွန်တော်လည်းတဘူးလုံးကောင်အောင်တောက်ပလိုက်တယ်။ဥဒ္ဓခါတောက်ရတဲ့ရေကဘာနဲ့မှမတူဘူး။အရန်ကိုရတာရှိတယ်။ကျွန်တော်ရေတောက်ပြီးတဲ့ချိန်သူ့ကိုအင်းရှိတီလိုက်ဖို့ခိုင်းတယ်။ကျွန်တော်လည်းအင်းရှိတကားကိုဖွင့်လိုက်တော့ကျွန်တော်နေတာကကွန်ဒိုမှာပါ။ အခုလိုလေကားတွေကိုရှောင်းဝန်းတွေကိုမြင်လိုက်ရတော့အံ့ဩသွားတယ်။အော်ဒါပေမဲ့ဒါကအိမ်မက်ပါလေးဆိုပြီးသူ့ကိုရှံပြန်ထိလိုက်ဖို့လုပ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ရှောင်းဝန်းရောက်တော့ကျွန်တော်ခြေထောက်တွေကဆက်ရွှေ့လို့မရတော့ဘူး။တခုခုကအရှိတ်မှခံနေသလိုပဲ။ဒါပေမဲ့မြေပြင်ကို ကြည့်တော့လည်းဘာမှရှိမနေဘူး။အဲ့အချိန်မှာမိုးပေါက်တွေကျလာတယ်။မိုးရေကြောင့်ကျွန်တော်အိယာကနေနိုးလာခဲ့တယ်။မကြခင်မဲ့ကျွန်တော်အိတ်နေရာကနေမျက်လုံးကိုအာရုံဝေးဖွင့်ကြည့်လိုက်တယ် ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကရန်ကိုထိတ်လန့်စရာမြင်ကွင်းတစ်ခုပဲကျွန်တော်ကကွန်ဒိုရဲ့အပေါ်ဆုံးတက်ကိုရောက်နေတယ်အောက်ရှိမှာတိုက်မိနေတဲ့ຢာကလည်းဒီဝေယန္နာလေးတစ်ခုပဲမိုးတာမြွာခဲ့ရင်ရှေ့ကိုဆက်တော့ပြီကျွန်တော်တိုက်ဖို့ကနေပြုတ်ချပြီးတင်းနေတော့ပြီကျွန်တော်လည်းရန်ကိုလမ်းပြီးခေါင်းမိုးပေါ်ကနေအခန်းကိုမြန်ပြန်ခဲ့တယ်ခန်းကိုရောက်တော့နေအသက်ကိုမမှန်ရှူပြီးရေတောက်ဖို့ရေခဲတက်တာကိုဖွင့်လိုက်တယ်နောက်ထပ်တစ်ခါရေဘူးကိုတောက်လိုက်တယ်စောနာတောက်လိုက်တဲ့ရေကဒီရတာမဟုတ်ဘူး ကျွန်တော်ခုံပေါ်မှာဝီစကီဘူးကွန်တစ်ခုတွေးလိုက်တယ်။ပြန်စဉ်းစားကြည့်လိုက်တော့မနေ့ကမှတစ်ခါပဲတောက်ရသေးတဲ့အစ်တကြီးကျွန်တော်သိလိုက်ပြီ။ဇောနာကကျွန်တော်ကိုတောက်ခိုင်းနေတဲ့ရေးမဟုတ်ဘူး။ဝီစကီဘူးကြီးဖြစ်နေတယ်။အဲ့ဒါကြောင့်မဲ့ခေါင်းမိုးပေါ်ကိုမူးပြီးလမ်းလျှောက်သွားတာဖြစ်နိုင်တယ်။ဘသူကမှတော့မတားခဲ့ဘူးဆိုရင်မိုးတာမရွာခဲ့ဘူးဆိုရင်ကျွန်တော်တိုက်ပေါ်ကနေပြုတ်ကြပြီးသေနေလောက်ပြီ။ဒီလိုဖြစ်ဖြစ်ကြီးနဲ့ ူတွေဘလောက်တောင်တည်ခဲ့ပြီးပြီလဲမသိပေမဲ့ကျွန်တော်ကတော့အခုတစ်ခေါက်နဲ့တင်အတွေ့အကြုံတွေအများကြီးရခဲ့ပါပြီဒေါ်လန်လေးကတော့ဒီမှာတင်ပြီးပါပြီကျွန်တော်ရဲ Horror Story လေးတွေကိုနှစ်သိမ်းရင်တော့ Channel လေးကို Like and Subscribe လုပ်ပြီးသွားကြပါဦးဗျာ